လေးပတ်တဆာတွေကိုပြောချင်ပါတယ်ဗျခင်ဗျားတို့ဇီကနေရင်နာဘက်ကနေဦးစင်းတို့အရှင်ဖန်းခံလိုက်ရတဲ့ပတ်တဆာတွေအခုပြန်ပြီးမှလွတ်လာတယ်လွတ်လာတဲ့အခါမှာခင်ဗျားတို့ဒီထဆာရောက်လဲအကြောင်းမကြားတယ်လို့စရဖောက်ကိုလည်းအကြောင်းမကြားဘူးစစ်နယ်မြေတွေကိုလည်းခင်ဗျားတို့ဒီအကြောင်းမကြားဘူးဘာတဘောနဲ့ခင်ဗျားတို့ဒီအကြောင်းမကြားတာလဲဘာလဲသူတို့တွေက PDF ကလွှဲတဲ့ဟိုဟာတွေဒလန်နေလားဒီဦးစင်းတို့မန္တလေးမှာလှုပ်ရှားမှုမှန်တယ်များကိုပို့နေရလားအဲ့တော့ပြည်သူ့စစ်ကောင်းဆောင်တွေခင်ဗျားတို့လွတ်လာတဲ့ အရှင်လွတ်ထားတာဝန်းသာပါတယ်အဲ့တော့ခမောင်တို့ထားစားရအောင်ပို့ရင်ပို့စားရဖောက်ပို့ရင်ပို့ဒါမှမဟုတ်နန်းတို့ရင်ပို့ရင်ပို့မပို့ဘူးဆိုလို့ရှိရင်ခမောင်တို့ရဲ့နာမည်တွေကျုပ်ထုတ်ပြောရလိုက်မယ်ဒါပဲဥစဉ်တတိပေးခြင်းပါတယ်နော်ဖမ်းဖို့မဥစဉ်နဲ့အာမခံတယ်ခမောင်တို့လူမဖမ်းစေရဘူးထောင်မကျစေရအောင်အာမခံတယ်ဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာတာလဲဆိုတော့ခမောင်တို့တွေအဖြေကောင်းကောင်းမှုမပေးဘူးပတ္တဆခေါင်းဆောင် ဘုဒ္ဓဘဝဆိုတာမပြောသေးဘူးခင်ဗျချက်ချင်းလည်းငယ်ထသရဖြစ်ဖြစ်စရဖဖြစ်ဖြစ်နန်းတို့ဖြစ်ဖြစ်ချက်ချင်းပို့ပေးပါလို့ပေါ့ကိုတော့မေတ္တာရခိုင်နေပါလေဗျအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူစစ်အချင်းချင်းမယုံတင်တာဖြစ်လို့နန်းတွဲစစ်ကြောရေးပူခိုင်းနေတဲ့ပေါ့ကူတော်ရုတ်တံကိုတင်ဆက်ပေးလိုက်ဒီမူအဆုံးထိနာဆင်ဝေဖန်ပေးသွေးကြပါအောင်ခင်ဗျာမျိုးလေးမင်္ဂလာပါဗျဒီနေ့က29ရက်6လပိုင်း2025ဖြစ်ပါလေဗျဒီနေ့ထူးခြားတဲ့ခရင်ပေါ့နော် ဒီ AUG ရခံထားတဲ့တရားသူကြီး CDN ရဲ့ဝေကျွေးပေါ့နော်ကញ្ញမဘဝမကူဆိုတဲ့ဟွာလေးနဲ့ပြောပြခြင်းပါလေဗျဒီ CDN ဘယ်ရလဲဆိုလို့ရှိရင်ဥစဉ်တို့ပေါက်မြို့ပါပဲဖြစ်ပါလေဗျနော် CDN ဒီပေါက်မြို့ပေါက်ချောင်းတို့ပေါက်ချောင်းသားတွေလည်းဒါခင်ဗျားတို့အနေနဲ့ရတော့ဝန်နာဆရာစကားလို့လည်းပြောလို့ရပါလေဗျနော်ပေါက်ချောင်းဆရာတော်ကြီးကိုဒါလက်ထက်သွားတဲ့ဟိုပါပေါ့ Yes CDN C2 off C2 off ပေါ့နော် Yes C2 off က23ရက်နေ့က နှစ်ဆက်တုံရနေရတမတော်ရဲ့လင်ရောက်တည်ဆုံးသွားတာပေါ့နော်တည်ဆုံးသွားတယ်ဆိုတာကရိုးရိုးတည်ဆုံးတာမဟုတ်ပါဘူးဗျဘလို့တည်ဆုံးသွားရလဲဆိုလို့ရှိရင်စီတူအောင်ဝါဘလောက်ထိစီတူအောင်ဝါ ANG ကနေခံထားတဲ့တရားသူကြီးသူတို့ရဲ့တရားရုံးလေးကဘယ်မှာရှိရလဲဆိုရင်ကြောက်ကမှာရှိတာကြောက်ကရွာမှာရှိတာနော်ကြောက်ဦးရွာပေါ့ကြောက်ဦးရွာဒီပေါ့မြွနဲ့ကြောက်ဦးရွာမှာရှိတာအဲ့ကြောက်ဦးရွာရဲ့တောထဲမှာသူတို့တရားရုံးလေးလုပ်ထားတယ်စီတူအောင်ဝါပတ်ဟိုပါပေါ့နော် ANG ကနေဘဒူးကိုတက်လိုက်ဘဒူးကိုလွှတ်လိုက်ဘဒူးကိုလုံးလိုက်ဆိုရတော့အမိတ်ချတာပေါ့ဗျာ ANG ကနေပြေးထားတာကို เนาะตัวอุบัติจองเลยเนี่ยน้าเลยတော့အဲ့တော့စီတူအောင်မှာအဲကြောက်ဥရွာမှာပဲသူမိမရောပါလို့ဆိုရင်ရမ်းချမ်းလာတာပေါ့เนาะလူလူမိမဆိုလို့ရှိရင်လက်ကောက်မှာဆိုရင်ဒါလက်ကောက်တူဆိုရင်ဒေါင်းလောက်ရှိတယ်ဗျာเนาะတည်နေရပဲဆွဲချိုးဆိုလဲ30လားကုန်ဟိုဒါဝစ်ထားတဲ့အနေထားเนาะရွှေရတော့တည်နေရပဲပေါ့ဗျာเนาะဒီတရားသူကြီးခတ်ထားတာဟုတ်ဗျာအရင်ရွှေနေเนาะအဲစီတူအောင်တရားသူကြီးခတ်ထားတော့ခဏတည်းအတိုင်းပဲလေဗျာအပေါ့မြို့နယ်မှာဒါဖြစ်တဲ့များဟာတွေတက်ဖြတ်မှုတွေဟာဒီစီတူအောင်ကိုယ်တိုင်ကလည်းဦးစိုးစိုးကပြောခဲ့တယ်ပေါ့ချောင်းဆရာတော်ကြီးကိုလက်ဖြတ်ပြီးတက်ခဲ့တာ ဘယ်လိုနဲ့တက်ခဲ့ရလဲဆိုရင်စီတူအောင်နဲ့ဝင်နာဝင်နာဆိုတာကကင်းပါပါစီစီတူအောင်ဆိုတာကကြောက်ကြတာနော်ကြောက်ကြတာကြောက်ကြတာဝင်နာနဲ့ပေါင်းပြီးမှပေါချောင်းဆရာတော်ကြီးကိုတိုက်ပြီးမှပေါချောင်းဆရာတော်ကြီးကိုလဲဖြတ်ပြီးမှပေါချောင်းဆရာတော်ကြီးရဲ့ကားကိုယူသွားတယ်အဲ့ဒီမှာ23ရဲ့နေကတက်မတော်ကနေလင်းချတယ်တက်မတော်ကနေလင်းချတဲ့အခါမှာစီတူအောင်ဒီရိုးရိုးတရားမဟုတ်ဘူးလဲမင်းပြတ်တယ်လဲမင်းမှပြတ်သွားတယ်နော်လဲမင်းပြတ်တယ်ခြေတော်ပြတ်တယ် ရဲဆက်ဆက်တရားပေါ့ဗျာစီတူအောင်နေလားဆိုတော့မဟုတ်ပါဘူးစီတူအောင်ရဲ့မိမပါခြေတော်နှချောလုံးပြက်ပြီးမှလွတ်ထွက်လွင်ပြီးမှနေရာတွင်ပေါ်ခြင်းပြီးတည်ပါတယ်စီတူအောင်ရဲ့ခလေးကတော့နော်အစအနာတော့ပွက်ဆက်တက်သွားပေါ့ဗျာအသားတွေပါပွက်ဆက်တက်သွားတာပေါ့နော်ဒါခင်ဗျားတို့ရဲ့မျက်စိထဲမှာကြည့်လိုက်ဒါတက်မတော်ကလင်းနဲ့ချလိုက်လို့စီတူအောင်ပြေသွားတယ်စီတူအောင်လေပြသွားတယ်စီတူအောင်မိမခြေတော်နှချောင်းလုံးပြတ်သွားတယ်ကလေးကတစားစီဖြစ်သွားလို့ခင်ဗျားတို့မျက်စိထဲမှာတတ်မလို့အပြစ်မြင်လိုက်မယ်ဒါအပြစ်မြင်လို့မဟုတ်ပါဘူးဝတ်ဆိုတာဘဝမကူးပါဘူး စီတူအောင်လက်ဖြိုက်ပြီးတက်လိုက်တဲ့ပေါ့ချောင်းဆရာတော်ကြီးဟာတကယ်ကိုကိုကျင်တရားနဲ့ပြည့်စုံတဲ့ရိုက်ရွာအကျိုးကိုပေါ့ချောင်းရွာကြီးရဲ့အကျိုးကိုပေါ့ချောင်းရွာပြည့်စုံတော့တန်ဖိုးဆက်လို့မရတဲ့ဆရာတော်လို့ပြောလို့ရတယ်။တစ်ချိန်ကတန်ခါနိုင်ကအော် NLD အစိုးရလက်ထက်ကတန်ခါနိုင်ကဥက္ကလာလည်းဖြစ်ခဲ့ဦးတယ်။နော်။တန်ခါနိုင်ကဥက္ကလာလည်းဖြစ်ခဲ့ဦးတယ်။တကယ်ကိုဆရာတော်ကြီးဟာတမန်တမန်ကြတဲ့ဆရာတော်ကြီးအနေရိုးတယ်။ရိုက်ရွာအကျိုးမှာဒါအထက်တန်းကျောင်းလောက်ထိဖွင့်ထားတဲ့ဆရာတော်ဖျားကြီးကိုဒါသူတို့အထောက်ခံလို့ပေါ့ကျောင်းဖွင့်တယ်လို့ပြောတော့ကျောင်းဖွင့်တဲ့အတွက်ကြောင့်လက်ဖြတ်ပြီးမှရဲစစ်စစ်တက်သွားတယ်။ စူတူအောင်လည်းဒီတိုင်းပဲရဲစစဲနိုင်ရင်းပြန်ပြီးတည်တယ်စူတူအောင်မိမဒီရဲစစဲချောင်းချောင်းလုံးပြတ်ပြီးမှလွှတ်ဆော်လို့ပြီးတည်တယ်စူတူအောင်ရဲ့သားလေးတွေလည်းရဲစစဲခိုင်လုံးတဲ့တရင်တွေကိုဒါဥစဲစီကိုပေးပို့ထားခြင်းဖြစ်ပါတယ်ဗျာနော်ဒီတရင်နဲ့ပတ်သက်ပြီးမှဥစဉ်တို့ကတော့ပုံပုံလင်းလင်းပြောရင်ပေါက်တရင်နဲ့ပတ်သက်ရင်တော့မိတာဒကာမလေးမိတာရဲ့တရင်တွေကိုကြည်တာနားတယ်ဗျာဘာလို့သူ့ဆဲရနေမှာဥစဲကကောက်နှုတ်ချက်ချရတာဟောမိတာထဲကလေယုံဝတ်တရင်လေးတစ်ခါလေးပေါ်ပေါ်လာတယ်အဲ့ပေါ်ပေါ်လာတဲ့ဟာလေးတွေကဥစဲကကောက်နှုတ်ပြီးမှချရတာ အဲ့တော့ဒီတဲ့င်းနဲ့ပတ်သက်ပြီးဒကာမမိတာကိုလည်းပုဂ္ဂိုလ်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်နော်ဘာပြောပြောပါအမြင်မတူဘဲနဲ့ခမရဲ့တဲ့င်းနေကြောင်းတမတော်အတွက်ဒါအထောက်အကူပြုတဲ့အတွက်ကြောင့်အတိုက်ထက်မကကိုကျေးဇူးတင်ပါတယ်နော်အဲ့တော့ဝစ်ဆိုတာဘောကမကူတာပေါ့ဗျာနော်နောက်တစ်ခုကတော့ဦးသိန်းတို့ဘာလဲဆိုလို့ရှိရင်နောက်တဲ့င်းတစ်ခုကတော့မရယာမန္တလေးတိုင်းမရယာတဲ့င်းလေးကိုဒါပြောချင်ပါတယ်ဗျာနော်မန္တလေးတိုင်းမရယာတဲ့င်းကတော့စေဦးမြို့တယ်မှာတဲ့ဗရက်တွေအချင်းချင်းအပြန်အလှန်ပြစ်တတ်နေကြတယ်ခင်ဗျာတနတ်တန်နေလဲမျိုးကြပါတော့ ဘာကြောင့်ပြစ်တာလဲဆိုရင်ねတပည့်ချင်းဘက်ကပြန်လာတဲ့အဖွဲ့ကို မရရကိုချက်ချင်းလွတ်လို့တဲ့တပည့်ချင်းဘက်ကပြန်လာတဲ့ PDF အဖွဲ့တွေကို DDN နဲ့ဟိုဘော DDN နဲ့နေမှာ PDF ဟိုဘောသူတို့ဗရက်ခေါင်းဆောင်တွေကနေမှာချက်ချင်းလည်းမရရကိုတွတ်ပြီးမှတိုက်ခိုင်းလို့မရရညွတ်တိုက်ပွဲလုတ်ခိုင်းလို့အတွက်ကြောင့်အချင်းချင်းပြစ်ခတ်တယ်လို့ဦးစင်းတို့ကြားသိရပါတယ်ဗျာနော်အဲ့ဒါစင်ကူးတည်းလေးပါဗျာနော်အဲ့တော့ပြောရလို့ရှိရင်တော့အချင်းချင်းတွေပြစ်တတ်ကြအချင်းချင်းတွေချနေကြတော့ဒီစင်ကူးရဲ့တပည့်ချင်းမှာတော့ PDF တွေနဲ့ DDN တွေရဲ့ ဒါ DNA နဲ့ရုံမာမှုတွေကိုလည်းတချို့ PDF တွေကမခံမရနိုင်ဖြစ်ပြီးမှရှစ်လျှောက်ပြီးလဲသူတို့တွေအလင်းဝင်မှုတွေအများကြီးရှိပါတယ်ဗျာနော်ပြည်သူများအားလုံးပြောချင်ပါတယ် PDF တချို့တွေအမြင်မှန်ရပြီးမှတမတော်စီကိုအလင်းဝင်မဲ့ PDF တွေလောက်များစွာပေါ်ထွန်းလာတော့မှဆိုတော့လည်းသိချင်ပါတယ်နောက်တစ်ခုကတော့မန္တလေးပတ်တပ်စာတွေကိုပြောချင်ပါတယ်ဗျာခင်ဗျားတို့ဇီကနေဂျင်နရယ်ဘက်ကနေဦးဇင်းတို့အရှင်ဖန်းခံလိုက်ရတဲ့ပတ်တပ်စာတွေအခုပြန်ပြီးမှလွတ်လာတယ် လွတ်လာတဲ့အခါမှာခင်ဗျားတို့ဒီထဆရာကိုလည်းအကြောင်းမကြားတယ်လို့စရဖောက်ကိုလည်းအကြောင်းမကြားဘူးစစ်နယ်မြေတွေကိုလည်းခင်ဗျားတို့ဒီအကြောင်းမကြားဘူးဘာတဘောနဲ့ခင်ဗျားတို့ဒီအကြောင်းမကြားတာလဲဘာလဲသူတို့တွေက PDF ကလွှဲတဲ့ဟိုဟာတွေဒလန်နေလားဒီဦးစင်းတို့မန္တလေးမှာလှောက်ရှားမှုမှန်တယ်များကိုပို့နေရလားအဲ့တော့ပြည်သူစစ်ကောင်းဆောင်နေခင်ဗျားတို့လွတ်လာတဲ့အရှင်လွတ်လာတာဝန်တာပါတယ်အဲ့တော့ခင်ဗျားတို့ထဆရာကိုပို့ရင်ပို့စရဖောက်ကိုပို့ရင်ပို့ဘာမို့နန်းတို့ရင်ပို့ရင်ပို့မပို့ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့နာမည်တွေကိုကျွတ်ထုတ်ပြောရလိုက်မယ်ဒါပဲဦးစင်းတတိပေးချင်ပါတယ်နော် ဖမ်းဖို့မဦးစင်းနဲ့အာမခံတယ်ခမည်းတော်တွေမှာဖမ်းစရာဘူးထောင်မကြစရာအာမခံတယ်ဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာတာလဲဆိုတော့ခမည်းတော်တွေအဖေကောင်းကောင်းမှုမပေးဘူးဘတ်တာစာခေါင်းဆောင်ဘသူပဲပါဆိုတာမပြောသေးဘူးခမည်းချက်ချင်းလည်းငယ်ထားစာရဖြစ်ဖြစ်စားရဖြစ်ဖြစ်နန်းတို့ဖြစ်ဖြစ်ချက်ချင်းပို့ပြပါလို့ပေါ့ကတော့မေတ္တာရခံချင်ပါလေဗျအားလုံးဒါပါပဲဗျရန်ကုန်မြို့အင်းလျာကံပေါင်းတွင်အသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်ကိုစစ်တပ်ကပေါ်ရာဆွဲဖမ်းဆီးသွားပြီးပြာဟိတနာရေးကဖြင့်ခေါ်ဆောင်သွား ရန်ကုန်မြို့အင်းလျာကံပေါင်တွင်အသက်25နှစ်အရွယ်မောင်မြင့်မင်းခန့်ကိုစစ်တပ်ကပေါ်ဒါဆွဲဖမ်းဆီးသွားပြီးပရဟိတနာရေးကဖြင့်ခေါ်ဆောင်သွားကြောင်းတငယ်ချင်းဖြစ်သူကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်ဇွန်လ26ရက်နေ့ည8နာရီအချိန်ရန်ကုန်တိုင်းတောင်ကလာပါမြို့နယ်အမှတ်12ရပ်ကွက်တွင်နေထိုင်သောအသက်25နှစ်အရွယ်မောင်မြင့်မင်းခန့်သည်တငယ်ချင်းများနှင့်အတူ ရန်ကုန်မြို့ကမာရွတ်မြို့နယ်အင်းတရားကံပေါင်တို့တွားရောက်ခဲ့ကြကြောင်းရင်းနောက်တငယ်ချင်းများနဲ့အဖို့ကွဲသွားခြင်းအရဝတ်စစ်သားတချို့ကဖမ်းဆီးသွားပြီးနာယီကဖြင့်ခေါ်ဆောင်သွားကြောင်းသိရှိရသည့်ကံပေါင်မှာလူတွေလည်းအများကြီးရှိပါတယ်။အဲ့ဒါကိုသူ့ကိုဆွဲခေါ်သွားတာအရဝတ်တွေနဲ့ပဲဆွဲခေါ်သွားပြီးတော့နာယီပရာဟိတာအော်ဖော့ကားနဲ့ခေါ်တင်သွားတာ သူ့ကိုခေါ်ဆောင်သွားတဲ့အချိန်မှာပတ်ဝန်းကျင်မှာအကုန်လုံးမြင်တဲ့လူတွေအားလုံးလည်းမြင်နေရပါတယ်ဟုတငယ်ချင်းဖြစ်သူကပြောဆိုသည်ရင်းနောက်မောင်မြမင်းခန့်ဤတငယ်ချင်းများနဲ့ဆွေမျိုးများကရန်ကုန်တိုင်းတောင်ကလာပါမြို့နယ်ရဲစခန်းနှင့်အမှတ်၁၂ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးတို့တွားရောက်အကြောင်းကြားပြီးလိုက်လံရှာဖွေကြောင်း တောင်ကလာမြို့နယ်ရဲစခန်းတို့လည်းမောင်မြင့်မင်းခန့်ရောက်ရှိလာခြင်းမရှိကြောင်းရဲများ၏အဆိုအရစစ်မှုထမ်းတပ်သားတစ်စုဆောင်သွားသည့်သဘောဖြစ်သည်ဟုသိရှိရကြောင်းတငယ်ချင်းများကရှင်းပြသည်ယမန်နေ့ညပိုင်းအရဲဝတ်စစ်သားများ၏ဖမ်းဆီးခံရသောမောင်မြင့်မင်းခန့်မှာဖုံးဆက်တွေလည်းမရတော့ဘဲလက်ရှိအချိန်ထိသတင်းစာအနာမရသေးကြောင်းတငယ်ချင်းများနှင့်ဆွေမျိုးများကမြစ်တီနေရာတွင်ဖမ်းဆီးထိန်းသိမ်းခံထားရသည်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရှိရသည်